အိန္ဒိယပါကစ္စတန်စစ်ပွဲစတင်ဖြစ်ပွားပြီဖြစ်ပါတယ်အိန္ဒိယကပါကစ္စတန်ကိုဒုံးကျည်တွေနဲ့စတင်တိုက်ခိုက်ပါတယ်ဒါဟာအရင်လာတွင်အိန္ဒိယထင်ကျုပ်တဲ့ကက်စမီးယားမှာအိန္ဒိယနိုင်ငံသား26ဦးသေဆုံးခဲ့တဲ့အကြမ်းဖက်လုပ်ရက်အတွက်လက်တုံ့ပြန်လာဆိုပါတယ်အိန္ဒိယဟာပါကစ္စတန်နိုင်ငံနဲ့ဒုံးကျည်တွေနဲ့ယနေ့နက်အစောပိုင်းကစတင်ပစ်ခတ်လိုက်ပြီးအရင်လာတွင်ဖြစ်ပွားခဲ့တဲ့အိန္ဒိယထင်ကျုပ်တဲ့ကက်စမီးယားဒေသတွေလက်တုံ့ပြန်ခဲ့တယ်လို့အိန္ဒိယဆိုရကတရားဝင်သတင်းထုတ်ပြန်ပါတယ် ီနေ့နဲ့အစောပိုင်းပါကစ္စတန်နိုင်ငံအတွင်းမှာလည်းပါကစ္စတန်ထိန်းချုပ်တဲ့ကက်စမီးယားဒေသရှိ ပြစ်မှတ်ကိုမှုကိုအိန္ဒိယဘက်ကဒုံးကျည်တွေနဲ့တလဆက်ပြစ်ခတ်တိုက်ခတ်ခဲ့ပါတယ်။အဓိကအားဖြင့်အကြမ်းဖက်သမားတွေရဲ့တင်နီယာဆိုတဲ့နေရာတွေကိုဥတီပြစ်မှတ်ထားခြင်းဖြစ်ကြောင်းအိန္ဒိယကဆိုပါတယ်။ဒီတုံ့ပြန်မှုကအိန္ဒိယထိန်းချုပ်ထားတဲ့ကက်စမီးယားဒေသမှာ အိန္ဒိယနိုင်ငံသား25ဦးနီပေါ်နိုင်ငံသားတို့သေဆုံးခဲ့တဲ့ပါဟာကဲအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အတွက်လက်တုံ့ပြန်လာလို့အိန္ဒိယကာကွယ်ရေးဝန်ကြီးကတင်ကြေညာပါတယ်။အိန္ဒိအေဘီနဆန်နီကပါဟာကဲဂျီယာမှာအဲ့ဒီလိုမျိုးအကြမ်းဖက်မှုဖြစ်ခဲ့တာပါ။အခုလိုဖြစ်ခဲ့တဲ့အကြမ်းဖက်မှုနဲ့ပတ်သက်ပြီးပါကစ္စတန်ကတာဝန်ယူရမယ်လို့အိန္ဒိယကထုတ်ဖော်ပြောကြားပြီးနောက်နှစ်ဖက်စီရင်တင်းမာခဲ့ပါတယ်။အဲ့ဒီနောက်အိန္ဒိယကဒီနေ့နဲ့နဲ့ဆော်ပိုင်းမှာစတင်တိုက်ခိုက်တာဖြစ်ပါတယ်။ ပါကစ္စတန်ကလည်းအိန္ဒိယကဒုံးကျည်တွေနဲ့တိုက်ခတ်ကြောင်းတည်ပြလိုက်ပြီးပါကစ္စတန်ထဲရှိတဲ့ကက်စမီးယားမှာပေါက်ကွဲတံတွေထွက်လာကြောင်းလက်ရှိအချိန်ထိလူအများဆုံး၈ဦးသေဆုံးကြောင်းပြောပါလိမ့်ပါကစ္စတန်နိုင်ငံကအိန္ဒိယတိုက်ခိုက်မှုအတွက်လက်တုံ့ပြန်မယ်လို့ပြောဆိုပြီးနောက်အိန္ဒိယတိုက်လေရင်၃စီးနဲ့ဒရုန်းတစ်စီးကိုပစ်ချခဲ့ကြောင်းပါကစ္စတန်လေပိုင်နက်တွင်လီယင်ပြန်တမ်းမှုမှန်သမျှပိတ်ပင်ကြောင်းကြေညာပါလေအိန္ဒိယနဲ့ပါကစ္စတန်တို့ဟာကက်စမီးယားဒေသနဲ့ပတ်သက်ပြီးနှစ်ပေါင်းများစွာကတည်းက နေမီပိုင်ဆိုင်မှုအငြင်းပေါ်ကတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။နှစ်နိုင်ငံလုံးကလည်းနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ထားတဲ့နိုင်ငံတွေဖြစ်ပါတယ်။အခုလိုဒုံးကျည်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးတော့ပါကစ္စတန်ဘက်ကဘယ်လိုမျိုးလက်တုံ့ပြန်မလဲဆိုတော့သိချမ်းသိရသေးပါဘူး။ဒေဂျာတကူကတော့ပါကစ္စတန်ကတော့စင်အာအလုံးကြီးတုံးပြီးတော့အပြင်းထန်တိုက်ခိုက်မယ်လို့ပြောဆိုနေတာပဲဖြစ်ပါလေ ဒေတာတွင်ပြည်သူတွေကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးထိတ်လန့်တုန်လှုပ်နေပါတယ်။အဓိကအားဖြင့်ဂဲလွန်တောင်ကြားဒီကက်စမီးယားဒေတာမှာနေထိုင်တဲ့သူတွေကတော့စစ်ပြေးဖြစ်လုံနေရပြီလို့သိရပါတယ်။ဒီစစ်စင်ကြီးကိုအိန္ဒိယဘက်ကစင်ဒူးစစ်စင်လို့နာမည်ပေးထားပါတယ်။အခုတိုက်ခတ်မှုကိုသေချာပြင်ဆင်ပြီးမှထမင်းသသိမ်းလုပ်ခဲ့ကြောင်းလဲပါကစ္စတန်စစ်တပ်ကတော့ပြစ်မှတ်ထားတာမဟုတ်ဘူးလို့အိန္ဒိယကနောက်ပိုင်းမှာ ပြန်လည်ထုတ်ပြန်လာတာပဲဖြစ်ပါလိမ့်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါလေ။ပြည်ပရုပ်ရှင်တွေကိုအခွန်စည်းချက်ဖို့ထရန့်ကကြညာလို့ဟောလိဝုဒ်တုံ့လောက်သွားပြီးအိပ်ပင်မဲ့ကြောင်းဝေဖန်နေပါလိမ့်။နိုင်ငံခြားသွားပြီးရိုက်ကူးထုတ်လုပ်ကြတဲ့ရုပ်ရှင်ကုမ္ပဏီတွေပေါ်တရားရဂိုင်တော့ခွန်စည်းချက်ဖို့သမ္မတထရန့်ကြညာလိုက်တာကိုမေ9ရက်နေ့ကဟောလိဝုဒ်ရုပ်ရှင်လောကသားတွေကပြင်းထန်တုံ့ပြန်ခဲ့ပြီး ရုပ်ရှင်လုပ်ငန်းရဲ့သဘောတဘာဝနားမလည်တဲ့သမရတအိုးအနေနဲ့အလင်းစလို့ချမှတ်လိုက်တဲ့မူဝါဒသာဖြစ်တယ်လို့ပြောပါလိမ့်။ဖြောပြေးလုပ်ငန်းဆိုင်ရာရှင်နဲ့ဂျနသန်ဟာဒယ်က Transit ကိုဟာအိပ်ပင်မဲ့တယ်လို့တက်တက်ခေါခေါဝေဖန်လာပါလေ။ James Bond စကားတွေမှာ Mission Impossible franchise စကားဒီ American ရုပ်ရှင်ထုတ်လွှင့်ကုမ္ပဏီများပြားဟာတိတာထင်ရှားတဲ့နုပညာဖန်တီးမှုအကြောင်းပြချက်တွေနဲ့နိုင်ငံရဲ့ခြားကိုတွားရောက်ရိုက်ကူးကြတယ်လို့ဆိုပါတယ်။တကယ်လို့ Tom Cruise က Eiffel Tower ကိုတက်ရိုက်မဲ့အခန်းရိုက်မယ်ဆိုပါဆိုဗျာ။ လက်စပေးကမှာရှိတဲ့ပုံစံတူအိဖက်မျိုးစင်ပေါ်တက်ပြရင်ဘယ်လိုလုပ်ကောင်းတော့မလဲဒါဟာအတူရောက်တော့အားလုံးသိတယ်လို့ဆိုပါလေကျွန်တော်ဆိုလိုတာကဒီကိစ္စကမစီမဆိုင်ကိစ္စပါလို့သူကဆိုပါလေအဲ့ဒီလိုရုပ်ရှင်လုပ်ငန်းခွန်စည်းချက်ဖို့ကိစ္စကိုမေလီရဲ့နေ့ကတည်းကထရန့်ကသူ့ရဲ့ကိုပိုင်လူမှုကွန်ရက်ပလက်ဖောင်း Trust Social ပေါ်မှာရေးသားနေတာဖြစ်ပါလေ နိုင်ငံခြားအတိုင်းပြည်တွေစီသွားပြီးတော့ရိုက်ကူးထုတ်လုပ်တဲ့ကျွန်တော်တို့ပြည်တွင်ရုပ်ရှင်လုပ်ငန်းအလုံးအပေါ်ခွန်တရားရဂိုင်းနှုန်းစီးချက်ခွန်ကောက်ခံမှုစတင်မှုကုသရေးဝန်ကြီးဝန်ကြီးဌာနနဲ့အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်တွေကိုကျွန်တော်ခွင့်ပြုချက်ပေးတယ်လို့သူ့ post မှာထပ်ကရေးပါတယ်။ကျွန်တော်တို့အမေရိကမှာပဲရိုက်ကူးထုတ်လုပ်တဲ့ရုပ်ရှင်တွေကိုထပ်လိုချင်တယ်လို့ထပ်ကဆိုပါတယ်။ဖြော်ပြကမ္ပဏီတွေဟာသူတို့ရဲ့ store share စင်းတို့တွေကြာစင်းလာတာရင်ဆိုင်နေရချင်းခုလိုထပ်ရဲ့ညင်ညာချက်က American ရုပ်ရှင်လုပ်ငန်းကိုမတိကျမြေယာဖြစ်စေပြီး ခုပြောင်းလဲဟာရုပ်တန်စလန်တွဲတွေနဲ့လည်းသက်ဆိုင်နေဆိုလို့ငူအားရကိုလက်တွေ့ကျင့်သုံးနိုင်ပါမလားလို့တန်တော်နဲ့မေးခွန်းထုတ်နေပါလေရုပ်ရှင်ဇာတ်ကားတွေထဲမှာညာနာပစ္စည်းမူပိုင်ခွင့်တွေပါဝင်ကြောင်းမှတ်ချက်ချပါလေရုပ်ရှင်လက်မှတ်ဝင်နိုင်ပေမဲ့အဝတ်အစားမော်တော်ကားဝယ်တဲ့နေတိုင်းရုပ်ရှင်ဇာတ်ကားတကားကိုဝယ်လို့မရဘူးပြလို့ဆိုပါလေဘယ်ကြံမြေမှာရိုက်ကူးထားတဲ့ရုပ်ရှင်တွေကိုအခွန်စည်းကြဖို့စနစ်တစ်ခုတည်ထွင်နိုင်ရင်တော့ ဒီစည်းကြက်မှုတွေဟာအမေရိကန်ဖျော်ဖြေးလုပ်ငန်းတွေအတွက်ကောင်းကျိုးထက်ဆိုးကျိုးပဲဖြစ်နိုင်တယ်လို့ရှင်းနေဟာတဲ့ကဆိုပါလိမ့်။ဒါကထုတ်လုပ်မှုကို short ချဖို့ရုပ်ရှင်ကုန်ကျစရိတ်တွေတိုးလာဖို့ရုပ်ရှင်တွေနဲ့ streamer တွေအတွက်ပြသနိုင်တဲ့အရေးအတွက်ကို short ချဖို့လုပ်ငန်းရဲ့ဖြန့်ဖြူးရေးဘက်ကိုပြည့်စည်စေမှရလဘဲလို့ ရှင်းနေတွေကထောက်ပြသွားပါလိမ့်။ဂါဇာကိုအလုံးစုံသိမ်းမှုအပါဝင်စစ်ရေးတွေချဲ့ဖင်မှုအစ္စရေးဆိုရာဖွဲ့သဘောတူလိုက်ပြီးဖြစ်ပါလိမ့်။ဂါဇာကမ်းမြောင်းကိုသိမ်းမှုအစီအစဉ်ပါဝင်ဟာမတ်စ်ပျောက်ကြားတွေကိုတိုက်ခိုက်မယ်စစ်စင်ရေးစစ်စင်တွေချဲ့ဖင်မှုအစ္စရေးဆိုရာဖွဲ့ကညှိနှိုင်းသဘောတူထားပြီးဖြစ်တယ်လို့အစိုးရရရှိတွေကပြောပါလိမ့်။2023နှစ်ကုန်ပိုင်းမှာ Hamas တွေကအစ္စရေးတောင်ပိုင်းနယ်မြေတွေကိုနယ်စပ်ဖြတ်ကျော်တိုက်ခိုက်ခြင်းကလေးကစစ်ကာလအတွက်ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ Israel လုံခြုံရေးအစိုးရဖွဲ့ရဲ့ဆွေးနွေးမှုတွင် ဂါဇာမှာဆစ်စင်ရတဲ့လက်ရှိထက်ချက်ပြင်ဖို့ဂါဇာကိုအစ္စရေလအောက်မှာထိန်းချုပ်သိမ်းယူထားဖို့သဘောတူကြောင်းဆိုပါတယ်။အစ္စရေလဝန်ကြီးချုပ်နေတာညာဟုကဂါဇာကိုသိမ်းမယ်ဆိုတဲ့ကိစ္စကိုတိုက်ရိုက်မှတ်ချက်မပေးပေမဲ့ဟာမတ်စ်တွေကိုဖျက်ဆီးပစ်ဖို့ပြီးတော့ဟာမတ်စ်တွေဖန်ထားတဲ့အစ္စရေလစာကန်တွေကဲထုတ်ဖို့အတွက်အင်အားသုံးဆစ်စင်ရမယ်ဆိုတာကိုအစိုးရအဖွဲ့ဆွေးနွေးမှုမှာသဘောတူခဲ့ပြီးသားလို့ဆိုပါတယ်။ အစ္စရေးရဲ့အစ်စင်ကြီးတွေကြောင့်ဂါဇာလူကြီးနှစ်တန်းကျော်ဟာရွှေ့ပြောင်းရောက်မဲ့အခြေအနေရှိနေပြီလို့ဆိုပါတယ်။ဒါ့အပြင်အစ္စရေးတပ်တွေဟာဂါဇာကိုခဏတဖြုတ်ဝင်တိုက်ပြီးပြန်ထွက်လာတာမျိုးမဟုတ်မှတော့သိကြတယ်လို့ဆိုပါတယ်။အစ္စရေးစုရကဂါဇာမှာထောက်ပံ့ရေးပစ္စည်းတွေဖြန့်ဝေမှုကိုပုဂ္ဂလိကကုမ္ပဏီတွေကနေတဆင်လှုံ့ဆော်တင်တယ်ဆိုတဲ့အချက်ကိုလည်းဆွေးနွေးသဘောတူခဲ့ပါတယ်။အစ္စရေးရဲ့နှစ်လတာပိတ်ဆို့မှုကြောင့်ဂါဇာပြည်သူတွေဟာအချက်အသေးသေးကြားရောက်နေကြောင်း ကုလသမဂ္ဂကဝေဖန်ပြီးတဲ့နောက်မှာတော့အစ္စရေးအစိုးရကအခုကိစ္စကိုအဆိုပြုလာတာဖြစ်ပါလေ ဒါပေမဲ့ကုလသမဂ္ဂနဲ့တခြားထောက်ပံ့ရေးအေဂျင်စီတွေကအစ္စရေးဆိုပြချက်ဟာလူသားချင်းစာနာမှုဆိုင်ရာအခြေခံလုံခြုံရေးတွေကိုချိုးဖောက်ရကြနိုင်ပြီးပူးပေါင်းမှာမဟုတ်ဘူးလို့ပြောပါတယ်။ Hamas ဘက်ကအရာရှိတူကတော့အစ္စရေးလုံနေသမျှဟာချင်းချောက်ဖိအားပေးအကြက်ကင်မှုတွေပဲလို့ဆိုပါတယ်။အစ္စရေးရဲ့အမာဂန်မဟာမိတ်အမေရိကန်သမ္မတထရန့်ကတော့အစ္စရေးရဲ့ဂါဇာထိုးစစ်ပုံမှုချဲ့တွေမဲ့ကိစ္စနဲ့ပတ်သက်ပြီး ိုင်းရိုက်မှတ်ချက်မပေးပေမဲ့ဂါဇာကပါလက်စတိုင်းပြည်သူတွေစီရိတ်ခါထောက်ပံ့ပို့ဆောင်မှုတွေဆက်လုပ်သွားမယ်လို့ပဲပြောပါတယ်။ပြည်တွင်းဆွေကဂါဇာမှာအစ္စရေးစစ်စင်ရေးတွေချက်ထွင်မဲ့ကိစ္စလုံးဝမထောက်ခံဘူးလို့တီလင်းပြောထားပြီးဥရောပသမဂ္ဂ EU ကတော့အခြေအနေကိုထင်ထင်သိသိလုံဆောင်စေလို့ကြောင်းကြေညာထားပါတယ်။ပါလက်စတိုင်းပြည်သူတွေအတွက်နောက်ထပ်ထိခိုက်နာကျင်မှုတွေ ေချေပြစီမှုတွေလုံးဝမကြုံစည်သင့်တော့ဘူးလို့ဆိုပါတယ်။အစ္စရေးလုံခြုံရေးဖွဲ့ဟာမေလ၄ရက်နေ့ကတည်းကတွေ့ဆုံခဲ့ပြီးတော့ဂါဇာနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်ကိုကြေညာခဲ့တာဖြစ်ပါတယ်။အစ္စရေးနဲ့ဟာမတ်စ်ကနှစ်လကြာပြစ်ခတ်ရဆဲပြီးမဲ့တက်တန်းတို့ဖို့ညှိနှိုင်းမှုတွေမအောင်မြင်တဲ့နောက်အစ္စရေးရဲ့ထိုးစစ်တွေပြန်ဆားခဲ့တာဖြစ်ပါတယ်။နယ်မြေသိပ်ပတ်ရေးကိုအစ္စရေးဘက်ကအခုလိုမျိုးအတိအလင်းကြေညာလို့ဂါဇာပြစ်ခတ်ရဆဲရေးဆွေးနွေးပွဲဟာဘာအဓိပ္ပာယ်မှမရှိတော့ဘူးလို့ဟာမတ်စ်တို့ကပြောပါတယ်။ ကျွန်တော်တို့ဟာအစ္စရေးနဲ့ပြစ်ခတ်ရဆေးရေးဆွေးနွေးပွဲတွေကိုစိတ်ဝင်စားတော့ပါဘူးဂါဇာကမ်းမြောင်ပေါ်ငတ်မော့ခေါင်ပေါင်းမှုစစ်ပွဲကိုအစ္စရေးရက်တက်မှုနိုင်ငံတကာအသိုင်းအဝိုင်းကိုပဲတိုက်တွန်းကြောင်းဟာမတ်ကြီးတဲ့ညာရှိတွေကပြောပါလေဂါဇာမှာငတ်မော့ခေါင်ပေါင်းမှုစစ်ပွဲနဲ့တုတ်တင်ရှင်းလင်းရေးစစ်ပွဲတွေဆက်ရှိနေတဲ့ဆွေးနွေးပွဲဟာအိဗယ်မရှိတော့ဘူးလို့ဟာမတ်ဖွဲ့ကပြောရေးဆိုခွင့်ရှိသူကဆိုပါလေ ဒါအပြင်ဂါဇာကိစ္စအဆုံးသတ်ဖို့အစ္စရေးဝန်ကြီးချုပ်ဦးစွန်နဲ့ဆိုရအောင်ကဘာကဖိအားပေးရမယ်လို့ဟာမတ်စ်ဖွဲ့ကပြောပါတယ်။ဂါဇာမှာစစ်စင်ရေးတိုးချက်ပြီးပါလက်စတိုင်းလူ့ရေးအများစုကိုအိုးမဲ့အိမ်မဲ့ဖြစ်စေမယ်လို့အစ္စရေးကကြုံမှာပြီးတရားကြမှာပဲ။ဟာမတ်စ်နိုင်ငံရဲ့ဦးဆောင် ပေါ်လီဘရိုဖွင့်ဝင်လည်းဖြစ်ဂါဇာကျမ်းမာရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့မစတာနမ်ကအဲ့ဒီလိုပြောကြားခဲ့တာပါဂါဇာကမ်းမြောင်ကိုတင်ပတ်ရင်းနဲ့နေမြေထင်းချုပ်ရေးတို့ပေါ်ဝင်တဲ့စစ်စင်ရေးတူးချင်းမှုကိုလည်း အစ္စရေးကတည်ပြုလိုက်ပြီးဖြစ်ပါတယ်။လက်ရှိမှာတော့နှစ်ဖက်တင်မာမှုတွေဟာအမြင့်တက်ဆုံးအခြေအနေမှာရှိနေပြီလို့သိရပါတယ်။ထိုင်းနိုင်ငံရဲ့ဆယ်ဦးမြောက်အချမ်းသာဆုံးဘီလင်နာတတိကြီးဟာသူ့ရဲ့ဇိမ်ခံကောက်ကွင်းပန်းဖြစ်စကန်ကိုဘေးမဲ့တဘာဝတော် or area တဲ့ခိုးပြီးတော့တိုးချဲ့ထားလို့2024နှစ်ချမှတ်ခံလိုက်ရတယ်လို့ထိုင်းသတင်းတွေအရသိရပါတယ်။ ထိုင်းနိုင်ငံက10ဦးမြောက်ချမ်းသာဆုံးတတိယဖြစ်တဲ့တထုလုပ်ငန်းရှိကြီး Prayu Mahagi Theory ဟာ Mountain Creek ကောက်ကွယ်ပန်းဖြစ်စကန်နဲ့အင်အားများတိုးချဲ့ရေးအတွက်မြေပိုင်ဆိုင်မှုရရှိဖို့တာဝန်ရှိသူတွေနဲ့ပူးပေါင်းကြံစည်ခဲ့တဲ့အဖြစ်လို့ဆိုပါလိမ့်။အကြံပြချက်ဆောင်မှုတိုက်ဖြတ်ရေးအစိုးရရှိနေတဲ့ကသူ့ကို2021မှာအမှုဖွင့်ခဲ့တာပါ။ဒါဟာ Prayu အစိုးရလက်ထက်မှာသူ့အနေနဲ့တကယ့်ဆောင်ဆောင်ရွက်ခဲ့ပုံလည်းရပါလေ။ ဗန်ကောက်အရှေ့မြောက်ဘက်နခွန်ရာချာစမာပြည်နယ်မှာဧက900ကျဲပြီးတော့ကျင်း28ကျင်းပါတဲ့အပန်းဖြစ်ကောက်ကွင်းဟာကင်းကြီးခန့်ကြီးနိုင်သူတွေအတွက်အာယုံမျိုးစုံကိုဖျော်ဖြေရနေရာကြီးလည်းဖြစ်တယ်လို့ကြေညာထားပါတယ်။ကောက်ကွင်းနဲ့မကပါဘူးအပန်းဖြစ်ဥညင်ကြီးလည်းဖြစ်နေပြီးတော့အဲ့ဒီမှာအရာအလုံးပါတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီကောက်ကွင်းပန်းဖြစ်စကန်ဟာသဘောပေါက်ခြင်းထင်းသိဥပဒေနဲ့ကောက်ွယ်ပေးထားရာ area ထဲဒီ94 A ကတိုးချစ်ထားကြောင်းအာနာပိုင်းကပြောပါတယ်။ အကျဉ်းပြတ်ချဆောင်မှုနဲ့မှလျော်ကန်စွာပြုမှုမှုဆိုင်ရာဖိုရာဆွေတရားရုံးကအသက်89နှစ်အရွယ်တထေးကြီးအားလက်ပေးလက်ယူမှုညီအားကျူးကျော်မှုပါဝင်ဆွေးကျက်များစွာနဲ့အပြစ်ရှိကြောင်းကြောင်းတော်ပလီနေကဆုံးဖြတ်ခဲ့တယ်လို့ထားနေမီဒီယာကဖော်ပြပါတယ်သူနဲ့တူပူပေါင်းပါဝင်တဲ့တခြားတရားခံ10ဦးနဲ့တူ1024နှစ်6မရမှာသူ့ရဲ့သမီးဖြစ်သူလည်းပါဝင်ပြီးတထေးကြီးသမီးကတော့1000နှစ်ကြာသွားပါတယ်။အဲ့ဒီတထေးကြီးဟာအယူခံတင်သွင်းထားကြောင်းသတင်းတွေကဆိုပါတယ် သူအတမီနဲ့ကော်ဖီလုပ်ငန်းများမှာစီးပွားရေးကျိုးမြတ်များနဲ့သူအတတင်ပိုင်ဆိုင်မှုခံမှန်းချက် American Dollar 1.6 billion ရှိတယ်လို့ Forbes မဂ္ဂဇင်းရသိရပါတယ်။ Forbes ကသူ့အား2024မှာထိုင်းနိုင်ငံရဲ့အချမ်းသာဆုံးစေဦးမြောက်ပုဂ္ဂိုလ်ဖြစ်အဆင့်သတ်မှတ်ထားပါတယ်။ကောက်ကွင်းနေဟာထိုင်းနိုင်ငံအတွက်အဓိကကမ္ဘာလှည့်ခရီးသွားများအားဆွဲဆောင်ရာဖြစ်ပြီးအထူးသဖြင့်ဥရောပ၊ဂျပန်နဲ့တောင်ကိုရီးယားမှဝါသနာရှင်တွေကိုဆွဲဆောင်ထားပါတယ်။ဒါပေမဲ့ Golf ရိုက်ခြင်းဟာသဘောမြင်အများအား မြက်ခင်းများအဖြစ်ပြုပြင်ပြောင်းလဲပြီးလွန်ကျွန်ရေဖြန်းခြင်းများလိုအပ်တဲ့အတွက်တဘာဝပုံဝင်ခြင်းထင်းသေးသမားတွေကအပြင်းထန်ဝေဖန်နေတာဖြစ်ပါလိမ့်အဲ့ဒီတထေကြီးနဲ့လက်ပြလက်ယူလောက်ခဲ့တာဟာပရာယုအစိုးရလက်ထက်ကဖြစ်လောက်ပြီးလောလောဆယ်မှာတော့အရင်အစိုးရဟောင်းဘက်ကတော့တရားဆွဲထားတဲ့အထောက်အထားတွေမတွေ့ရဘူးလို့နယူးယောက်တိုင်းကတော့ပြောပါလိမ့်နမကျော်ဆိုတော့ Lady Gaga ရဲ့ Brazil ဖြောပြပွဲဟာပုံခွဲဖို့ဖြစ်ခဲ့ပြီး ဘုံခွဲဖို့ကြံစည်သူနှုတ်ကိုဖန်ဆီးရမိတယ်လို့ဆိုပါတယ်။ကမ္ဘာ့အမေရိကန်ဆိုတော့ Lady Gaga ရဲ့ Rio de Janeiro မြို့ခါမဲ့ဂီတာဖြစ်ပေမဲ့ဘုံခွဲဖို့ကြံစည်သူနှုတ်ကိုဖန်ဆီးရမိကြောင်းဘရာဇီးရဲ့တစ်ဖက်ကထုတ်ပြန်ကြေညာပါတယ်။ဒီဖြစ်စဉ်ဟာမေလ3ရက်နေ့က Rio de Janeiro မြို့ Copacabana ပင်လယ်ကမ်းခြေမှာပေါ့ကျဲပွဲ Lady Gaga ပေါ်ကပြိတ္တ နှစ်တန်းခွဲလာရောက်အားပေးမဲ့အကြီးကျယ်ဆုံးဂီတဖျော်ဖြေပွဲကျင်းပခဲ့ရာပွဲကျင်းပဖို့နိုင်ပိုင်းလိုပါပဲဖောက်ခွဲပစ္စည်းတွေနဲ့တူဖောက်ခွဲဖို့ကျင်းစီသူနှုတ်ကိုဖန်ဆီးရမိခဲ့တာဖြစ်ပါလိမ့်ဂီတဖျော်ဖြေပွဲကလည်းဘာနှောင်းရှင်းမှမရှိပဲအောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ဘရာဇီးရဲ့တစ်ဖက်ကဆိုပါလိမ့်ဘောဝင်နေတဲ့အကြောင်းခနစ်ကဘီယန်နာမှာပွဲဖြတ်သိမ်းခဲ့ရတဲ့တီလာစီရဲ့ဂီတဖျော်ဖြေပွဲကဲ့သို့ပွဲဖြတ်ဖို့အကြံပေးတိုက်တွန်းမှုများစွာရှိတဲ့ကြားမှာ စစ်သားနဲ့ရဲရရှိ9000ကျော်ကိုလွန်ကျော်ရေးတင်းကျပ်စွာခြာထားပြီးဘာအန္တရာယ်မှမရှိစေရဘူးလို့အာမခံချက်ပေးလို့လေဒီဂါဂါနဲ့ဖွဲ့ဟာစိုးရိမ်နေတဲ့ဂျာမန်ဘက်ဂီတာပွဲတော်ကိုအောင်မြင်စွာကျင်းပနိုင်ခဲ့တာဖြစ်ပါလိမ့်။ဖန်ဆီယာမီသူတို့က LGBT+ community ကိုမုန်းတီးစန့်ကျင်သူများထဲကဖြစ်ပြီးတော့လက်လုံဖောက်ခွဲရေးပစ္စည်းတွေနဲ့ပွဲတော်တွင်ဖောက်ခွဲက အမုန်းတရားတွေကို တမင်တသက်ရိုက်သွင်းဖို့ရည်ရွယ်သူများသာဖြစ်တယ်လို့ဘရာဇီးတရားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ဘရာဇီးရဲ့တစ်ဖက်ထုတ်ပြန်ချက်ထဲမှာတော့နာမည်ဖော်မပြထားတဲ့အတိကကြိုကန်သူကိုဘရာဇီးတောင်ပိုင်း Rio Grande စုပြည်နယ်မှာတရားမဝင်တနက်တွေနဲ့တူဖမ်းမိခဲ့ပြီးဆယ်ကျော်သက်လူငယ်ကိုတော့ Rio မြို့ထဲမှာပဲဖမ်းမိခဲ့ပါတယ်။သူ့လက်ထက်မှာစင်ညာတပ်ပုံတွေရှိနေခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။တိုက်ခိုက်မှုကိုစေခိုင်းသူဟာလူငယ်တွေကိုအစွန်ရောက်တွေ့တွေရိုက်သွင်းပေးနေပြီး ကိုကိုကိုနဲ့သူတပောင်းကိုနာကျင်အောင်လှုပ်ဆောင်တာမျိုးတွေကိုသွေးထိုးပေးနေတယ်လို့ရဲတွေကဆွဆွဲထားပါတယ်။အခုဖြစ်စဉ်နဲ့ဆက်ဆက်တဲ့နောက်ထပ်ကြံရပါတွေကိုလည်းရဲတွေကစုံစမ်းရှာဖွေနေတယ်လို့ဆိုပါတယ်။တရားရေးဝန်ကြီးဌာနကတော့အဖြတ်သမားတွေဟာကိုကိုကိုလေဒီကာကပြည်သက်တွေလို့ဟန်ဆောင်ပြီးဖျော်ဖြေပွဲကျင်းပတဲ့ကမ်းခြေတဲ့ဝေရောက်ဖို့အကြံစီထားခဲ့တာလို့ဆိုပါတယ်။တိုက်ခိုက်မှုဖြစ်နိုင်ခြင်းသတင်းရခဲ့တဲ့နောက်ရဲတပ်ဖွဲ့ဟာလုံခြုံရေးစီမံကို တိုးမြင့်ခဲ့တဲ့အတွက်ကြောင့်အခုလိုမျိုးအောင်မြင်ခဲ့တာလို့ဆိုပါတယ်နောက်အပြင်ရဲတပ်ဖွဲ့ဟာပြည်သက်တွေယူလာတဲ့ပစ္စည်းတွေကိုလည်းတထုထောက်လိုင်းကရိယာတွေနဲ့သိကြဆစစ်ခဲ့ပါလေ။ Lady Gaga က2012လောက်ပိုင်းဘရာဇီးနိုင်ငံမှာပထမဆုံးကြိမ်ဖျော်ဖြေပွဲပြန်လည်ကျင်းပခဲ့တာဖြစ်ပြီးသူ့ကိုယူမှုအပ်ပြီးတဲ့ပြည်သက်တန်းနဲ့ Rio de Janeiro ကိုရောက်ခဲ့ပါလေ။အဲ့ဒီဖျော်ဖြေပွဲကိုအကြောင်းပြုပြီး Brand မျိုးရဲ့ကမ္ဘာလက်ခေတ်သွက်လုပ်ငန်းကလည်းဝင်ငွေအနည်းဆုံးဒေါ်လာအတန်း100လောက်တိုးပွားလာလိမ့်မယ်လို့ Rio de Janeiro မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကပြောပါလေ။ ရုရှားနဲ့ပြစ်ခတ်ရဆဲကြီးဟာချိန်မီွေးဖြစ်လာနိုင်တယ်လို့ဇလန်စကီကပြောပါတယ်။၃နှစ်ကျော်လာပြီဖြစ်တဲ့ရုရှားယူကရိန်းစစ်ပွဲဟာအချိန်မီွေးပြစ်ခတ်ရဆဲနိုင်ကြောင်းနဲ့မဟာမိတ်တွေအနေနဲ့ရုရှားကိုကြီးမားတဲ့ဖိအားပေးမှုတွေပြုလုပ်ဖို့လဲဇလန်စကီကတောင်းဆိုခဲ့ပါတယ်။အချိန်မီွေးပြစ်ခတ်ရဆဲမှုဖြစ်နိုင်ပေမဲ့လည်းလက်ရှိချင်းဒီတော့တိုက်ပွဲတွေကဖြစ်နေတော့မှာဇလန်စကီကချန်နိုင်ငံပရမျိုးကိုရောက်နေပြီးချက်သမလားပိုတိုဂျီပါပဲနဲ့သူသတင်းစာရှင်းပွဲမှာပြောခဲ့တာပါ။ မဟာမိတ်တွေရဲ့ဖိအားပေးမှုတာမပိုင်ရင်ပူတင်ဟာပြည်ထနာတွေကိုအဆုံးသတ်ဖို့ခြေလန်းစတင်မှာမဟုတ်ဘူးဆိုပါလေဒီပြစ်ခတ်ရစိဟာခြေမွေးဖြစ်နိုင်တယ်ဒီကနေ့တောင်ဖြစ်နိုင်တယ်ဗျတန်တမန်ရေကိုအခွင့်အရေးပေးဖို့အနည်းဆုံးတော့ရက်30လောက်လိုတယ်လို့ဇလန်စကီကပြောပါလေပြီးခဲ့တဲ့ပတ်ကပူတင်ဟာဆိုဗီယက်ယူနီယံကနာဇီတို့ကိုအနိုင်ရခဲ့တဲ့80ပြည့်ဖြစ်မေရှေးရဲ့နေ့ကနေ10ရက်နေ့အထိပြစ်ခတ်ရစိကြီးညပါတယ်အဲ့ဒီလိုသတ်မှတ်တာကိုအသေးပဲမရှိဘူးလို့ဇလန်စကီကပြောပါလေ ချန်နိုင်ငံဟာရုရှားကျူးကျော်စစ်စတင်တဲ့2022ခုနှစ်ကယူကရိန်းကိုထောက်ခံတဲ့နိုင်ငံဖြစ်ပြီးခရီးလက်နက်တွေစတင် ထောက်ပံ့ခဲ့တဲ့နိုင်ငံပါယူကရိန်းနေနဲ့2025မှာပနားမပံ့ပိုးမှုအစီအစဉ်ဖြင့်လက်နက်တည်ထမရှိတမ်းမှုလက်ခံမှုမျှော်လင့်နေပါတယ်ဒီလိုကနဦးလက်နက်ပံ့ပိုးမှုကထိရောက်မှုရှိပြီးရလေးမောင်းနေခြင်းနဲ့အတူပူးတွဲလှုပ်ဆောင်ရမယ်လို့ဇလန်စကီကပြောပါတယ်ယူကရိန်းက F-16 ဂျက်တိုက်လေယာဉ်ထောက်ပံ့ထားတာကြောင့်လေးမောင်းနေမှုအစီအစဉ်ကိုထပ်ပြီးတော့တိုးချဲ့ပွဲရှိပါတယ် လေရင်မှုတွေကိုလည်းအမေရိကန်ကလေ့ကျင့်ပေးဖို့အလားအလာလည်းရှိနေပါတယ်။လောလောဆယ်မှာတော့ယူကရိန်းဘက်ကဒရုန်းတိုက်ခိုက်မှုကြောင့်မော်စကိုလေဆိပ်တွေပိတ်ခဲ့ရတယ်လို့ရုရှားကပြောပါတယ်။မင်းလီနဲ့မင်းကနှစ်ရက်လုံးလုံးယူကရိန်းဟာမော်စကိုကိုပိတ်မထားတဲ့ဒရုန်းတိုက်ခိုက်မှုတွေလုံဆောင်ခဲ့ကြောင်းရုရှားဆွဆွဲခဲ့ပြီးမော်စကိုရဲ့ထင်ကြရလေဆိပ်အားလုံးကိုလုံခြုံရေးအရယာယီပိတ်ခဲ့ရတယ်လို့ရုရှားကနာဗန်နေကပြောပါတယ်။ မော်စကိုမြို့တော်စာကြီးဆိုဗီယက်နေကမေ9ရက်နေ့ညပိုင်းမှာအရင်မျက်နှာပေါင်းဆောင်ကနေမော်စကိုစီဦးတည်ပြန်တက်လာနေတဲ့ယူကရိန်းဒရုန်း16စီးထက်မနည်းပြစ်မှတ်ကိုမရောက်ခင်ပြစ်ချနိုင်ခဲ့တယ်လို့ပြောပါတယ်။အဲဒီမတိုင်ခင်ညတုန်းကလည်းယူကရိန်းဒရုန်း26စီးပြစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒရုန်းပြစ်စီးချို့ဟာဝေးပြစ်လက်မှကြီးပေါ်ကျခဲ့ပေမဲ့လူတွေတော့ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ရုရှားရဲ့စစ်သည်တွေနေဖော်ပြနေတဲ့ဘလော့ဂါတချို့ကတော့မော်စကိုတိုင်ပိုင်းကအဆောင်အုံတစ်ခုမှာ ဒရုန်းတိုက်ခိုက်မှုခံခဲ့ရတယ်ဆိုပါတယ်ယူကရိန်းဘက်ကတော့မော်စကိုကိုဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့သလားဆိုတာအမှတ်ချက်မပေးပါဘူးတစ်ဖက်မှာတော့ယူကရိန်းရဲ့ခါကီးမြို့တော်ဝန်ယုံကခါကီးနဲ့မြို့တော်ကီပတို့မှာရုရှားရဲ့ညာလိုဘောက်ဒရုန်းတိုက်ခိုက်မှုနဲ့ကြုံခဲ့ရတယ်လို့ကြေညာထားပါတယ်2020နှစ်နှစ်ဆက်ပိုင်းမှာရုရှားရဲ့ကြီးကျယ်စစ်ဆင်တဲ့ခရင်နောက်ယူကရိန်းဟာမော်စကိုကိုပြစ်မှတ်ထားတဲ့ဒရုန်းတိုက်ခိုက်မှုတွေအကြိမ်များစွာလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ယူကရိန်းကိုအချိန်တို့တွင်မှာနေကုန်းချုပ်ပေးဖို့မိမိမှအင်အားရှိကြောင်းပူတင်ကအချိန်ချုပ်ပြောလိုက်ပါတယ် နျူကလ িয়ার လက်နက်ထုတ်သုံးစရာမလိုဘူးလို့မျှော်လင့်ထားပေမဲ့ယူကရိန်းကိုကျူးကျော်စစ်ကိုကြိုးကြောင်းစီရော်စွာညှိကုန်းချုပ်ဖို့မိမိမှာလုံလောက်တဲ့အင်အားနဲ့အရင်းမြစ်တွေရှိတယ်လို့ရုရှားသမ္မတပူတင်ကပြောပါတယ်။ပူတင်ဟာ2022ဖေဖော်ဝါရီလမှာယူကရိန်းကိုထောင်ချီတဲ့ရုရှားတပ်ဖွဲ့တွေကိုဆေးလွှတ်ဖို့အမိန့်ပေးခဲ့တာဖြစ်ပါလေ။အဲ့ဒီနောက်မှာဒုတိယကမ္ဘာစစ်နောက်ပိုင်းအော်ရပတိုက်မှာအကြီးမားဆုံးမြေပြင်ပြည်ပကဖြစ်ပေါ်စေခဲ့ပြီးစစ်အေးတိုက်ပွဲနောက်ပိုင်းမော်စကိုနဲ့နောက်အော်စတြေးလျအကြီးမားဆုံးထိပ်တိုက်ရင်ဆိုင်မှုကစတင်ခဲ့ပါလေ တပ်ဖွဲ့ဝင်များနဲ့ချီပြီးတေဆုံးတန်ရခဲ့တာကြောင့်အမေရိကန်သမ္မတထရန့်ကမိမိတို့အစိုးရအဖွဲ့အနေနဲ့အမေရိကန်နဲ့ရုရှားကြားယူကရိန်းမြေပေါ်မှာတိုက်ခိုက်ကြတဲ့ proxy war အဖြစ်မှာသွေးထွက်တန်ယို ရှိနေတာကိုအဆုံးသတ်ဖို့လိုကြောင်းထက်တလဲလဲပြောပါတယ်။ဒါအပြင်ပူတင်ဘက်ကစစ်ကိုဆက်တက်နေတဲ့အတွက်စိတ်ပြတ်မိတယ်လို့သူကပြောခဲ့ပါတယ်။ပိုဆိုးသွားတာကပေါင်38တန်တန်ကြီးရှိတဲ့ရုရှားဖိုင်တာဂျက်လက်ယာဉ်ဟာပင်လယ်ထဲမှာယူကရိန်းရဲ့ လူမဲ့စီဒရုန်းရဲ့ပစ်ချခြင်းကိုခံလိုက်ရတာပါ။ကမ္ဘာ့တမိုင်းမှာဒါဟာပထမဆုံးအကြိမ်ဖြစ်ယူကရိန်းရဲ့ဒုံးကျည်တပ်ဆင်ထားတဲ့နေပညာသစ်စီဒရုန်းမှာပင်လယ်နက်ပေါ်မှာပြန်တန်းနေတဲ့ပေါင်38တန်းတန်ကြီးရှိတဲ့တမောပူတရ SU-30 စစ်ဖိုက်တာဂျက်လေယာဉ်ကိုပစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။စစ်လေယာဉ်တစ်စီးကိုစီဒရုန်းမှာပစ်ချနိုင်ခြင်းကကမ္ဘာ့ပေါ်မှာပထမဆုံးအကြိမ်ဖြစ်လို့ယူကရိန်းစစ်ထောက်နိုင်ရေးအေဂျင်စီကမှတ်တမ်းယူထားတဲ့ဓာတ်ပုံနဲ့ရုပ်သံတွေထုတ်ပြန်ပြသပြီးအောင်ပွဲခံခဲ့ကြပါတယ်။ ဒီစစ်စင်ရေးကိုယူကရိန်းရဲ့ growth တင်းတစ်ဖွဲ့ကမေနှစ်မှာအောင်မြင်စွာလုပ်ဆောင်ခဲ့တယ်ဆိုပါတယ်အသုံးပြုခဲ့တဲ့ဒုံးကြီးတဲ့ Sidron ဟာ Magura B5 ဖြစ်ပြီးရုရှားရဲ့အဓိကစိတ်ကမ်းရှိရာ Novrasi ရဲ့အနီးပင်လယ်နက်ထက်မှာပစ်ချခဲ့ခြင်းဖြစ်ပါတယ်ဒါရိုက်ထိမနေတဲ့ရုရှားရဲ့ SU-30 Fighter ဂျက်လက်ဟာမီးလောင်ပေါက်ကွဲပြီးအစိမ့်စိမ့်အမှုမှာဖြစ်သွားတာတွေ့ရပါတယ် ဒီပင်လယ်တွင်းစစ်ပွဲဟာခေတ်သစ်တစ်ခုစီကိုရောက်လာပြီလို့ယူကရိန်းကဝန်ကြီးဌာနကကုန်ယူစွာကြေညာပါတယ်။လရင်ပေါ်လိုက်ပါလာတဲ့ပိုင်းလော့နှုတ်လုံးကတော့လေဒီနဲ့ခုံထွက်ပြီးအရသာသင်္ဘောသားများကကယ်တင်တဲ့အတွက်လုံမြောက်ခဲ့ပေမဲ့လူမပါတဲ့စီဒရုန်းကြောင့်ပူတင်အားထားရတဲ့အစင်းမြင့်တန်ကြီးကြီး SU-30 ဂျက်လီယင်ကြီးကတော့ပင်လယ်တွင်းအစစ်စစ်မှုမှာပျက်စီးသွားပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလကလည်း Magura V5 စီဒရုန်းဟာပေါင်12တန်တန်ကြီးရှိတဲ့ရုရှားရဲ့ MA ရဟင်းကိုပြစ်ချနိုင်ခဲ့တယ်လို့သိရပါတယ်။ ။ဒီမျိုးသမီးကတော့15နှစ်တန်တာစကားမပြောတဟန်ဆောင်ပြီးတော့မတန်ဆွမ်းပင်စင် ထုတ်ယူခဲ့တယ်လို့သိရပါလိမ့်။သူမဟာ15နှစ်တန်တဲ့စကားမပြောတဟန်ဆောင်ပြီးမတန်ဆွမ်းပင်စင်ထုတ်ယူနေတာဖြစ်ပါလိမ့်။ဒါကိုအလို့ဆောင်တော်တို့ကဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါလိမ့်။စပိန်နိုင်ငံအန်ဒါလူးဇီယာဒေသမှာစူပါမားကတ်တစ်ခုမှာလလုပ်တဲ့မျိုးသမီးဟာ2003ခုနှစ်ကဈေးဝယ်သူတဦးရဲ့တိုက်ခတ်ခြင်းခံခဲ့ရပြီးအဲ့ဒီဖြစ်နောက်ပိုင်းမှာသူမဟာပြင်းထန်တဲ့စိတ်ဖိစီးမှု ဒဏ်သင့်ဝေဒနာကြောင့်စွန့်အားခဲ့တယ်လို့သတ်မှတ်ခံရပါတယ်လုပ်ငန်းခွင်နဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်လို့အာမခံကုမ္ပဏီကမတန်ဆွမ်းပင်စင်ပေးခဲ့ရပြီးအဲ့ဒီမျိုးသမီးက15နှစ်တန်တိုင်းမတန်ဆွမ်းပင်စင်ထုတ်ယူနေခဲ့တာပါ2019ခုနှစ်မှာတော့အာမခံကုမ္ပဏီကဒီဖြစ်ရပ်ကိုပြန်သုံးသပ်ရင်းရှင်းတော့မညီညွတ်မှုရှိတာတွေသတိထားမိတာကြောင့်ပြန်လည်စစ်ဆေးမှုလုပ်နိုင်ဖို့အလို့စုံတော်တူခိုင်းရပြီးအဲ့ဒီမျိုးသမီးတကယ်စကားပြောနိုင်ခြင်းရှိမရှိစုံစမ်းစစ်ဆေးစေခဲ့ပါတယ် တကယ်တမ်းမှာတော့အဲ့ဒီမျိုးသမီးဟာစကားပြောနိုင်ပြီးခလေးကြောင်းသွားကြတဲ့ကောင်တခြားခလေးမိဘတွေနဲ့ပုံမှန်အတိုင်းစကားပြောနေသလိုဖုန်းဆက်စကားပြောနိုင်တာကိုလည်းအလွတ်ဆုံးတော့ကမှတ်တမ်းတင်ခဲ့ပါတယ်အထောက်ထားလေးပုံမှန်ခိုင်လုံစေဖို့အတွက်အလွတ်ဆုံးတော့ဟာလမ်းမသိသူဖြစ်ဟန်ဆောင်ကအဲ့ဒီမျိုးသမီးကိုလမ်းညွှန်ပြခန့်ခြင်းမှာလဲသူမကစကားပြောကလမ်းညွှန်ပေးခဲ့ပြီးဒီဖြစ်ကိုလည်းမှတ်တမ်းယူနိုင်ခဲ့ပါတယ်အာမဂန်ကုမ္ပဏီကဒီမှတ်တမ်းလေးကိုတရားဥပဒေတင်ပြပြီးမတန်ဆွမ်းပင်စင်ကိုပဲဖြတ်ဖို့ထုတ်ယူပြီးသားမတန်ဆွမ်းပင်စင်တွေပြန်ရလိုမှုနဲ့ရှောက်ထားခဲ့ပါတယ် ပြီးခဲ့တဲ့ဇန်နဝါရီလမှာတော့အန်ဒါလူစီယာထက်တရားဥက္ကအမကန်ကုမ္ပဏီကိုအနိုင်ပေးခဲ့ပြီးမတန်ဆွမ်းပင်စယ်လိန်ညာထုတ်ခဲ့တဲ့အမျိုးသမီးကိုတော့တန်ရိုက်ဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ဒီတတူးပညာရှင်ကတော့အမကန်ပါပဲ။သူမဟာတပုံတိုင်းလက်ရမြအောင်ဖန်တီးနိုင်တယ်လို့ဆိုပါတယ်။တရုတ်တတူးပညာရှင်ဗစ်တိုရီယာလီကိုတော့ကမ္ဘာအတော်ဆုံးပုံရိပ်စစ်တတူးပညာရှင်ဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။တရုတ်နိုင်ငံပေကျင်းမြို့မှာနေထိုင်တဲ့ဗစ်တိုရီယာလီဟာ ူမအသက်၄နှစ်ကလေးကပကြီးပညာကိုစိတ်ဝင်စားခဲ့သူဖြစ်ပြီး2014ခုနှစ်မှာတော့တက်တူးနယ်ပယ်ထဲစတင်ဝင်ရောက်လာတာပါကောလိပ်ကျောင်းပြီးသွားချိန်အဖိုးရဲ့ပုံတက်တူးထိုးခြင်းပါတယ်ဒါပေမဲ့တက်တူးပညာရှင်တွေထိုးပေးတဲ့ပုံတွေကကျမလိုချင်တဲ့ပုံနဲ့မတူပါဘူးဒါကြောင့်ကျမကိုယ်တိုင်တက်တူးထိုးကြည့်ခဲ့တယ်လို့ Victoria League ဆိုပါတယ်အစပိုင်းမှာတော့သူကဖြူမဲတက်လူတွေပဲထိုးခဲ့ပြီးနောက်ပိုင်းမှသာအယောင်သွေးစုံတဲ့ပုံတွေထိုးခဲ့တာပါ သူမဟာပေကျင်းမြို့ချောင်းရမ်းခိုင် CBD စင်တာမှာတက်တူးစတူဒီယိုဖွင့်ထားပြီးတခါတရံမှာပုံတပုံကို나이တရာကြော်ကြားတဲ့အထိအခြေယူရေးဆွဲလေးရှိပါတယ်။ Instagram ပေါ်မှာအားပေးသူနှစ်ပန်းကြော်အထိရှိတဲ့တက်တူးပညာရှင် Victoria Lee ဟာသူမအားကြအတူရတဲ့တက်တူးပညာရှင်ကတော့လေယူကရိန်းနိုင်ငံသား Dimitri Samohin ဆိုသူဖြစ်တယ်လို့သိရပါတယ်။